မင်္ဂလာပါရှင်ဆလပ်စကုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်နိုင်ငံတကာနှိပညာရှင်တွေရဲ့အကြောင်းတွေလက်တလုံးမှာတို့ဘာတွေတွေးကြုံနေရသလဲဆိုတာတွေကိုဒီအစီအစဉ်ကနေအပတ်စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီတစ်ပတ်ရဲ့ဆလပ်စကုအစီအစဉ်မှာကဘလို့အကြောင်းအရာတွေပါဝင်မလဲဆိုတာကြည့်လိုက်ကြရအောင် Spider-Man ရိုက်ကွဲမှာ Tom Holland ခေါင်းထိခိုက်မိလို့ရိုက်ကူးမှုတွေနားလိုက်ရပါတယ် လက်ရှိဗြိတိန်သရုပ်ဆောင်ဒွန်ဟော်လန်ကဇဒုထမြောက် Spider-Man ရုပ်ရှင်ဖြစ်တဲ့ Spider-Man Brand New Day ကိုရိုက်ကူးလျက်ရှိပြီး UK ရိုက်ကွဲမှာဦးခေါင်းထိခိုက်ခဲ့တာကြောင့်ရုပ်ရှင်ရိုက်ကူးမှုတွေကိုခေတ္တရန်နာမယ်လို့သိရပါတယ်။ Daily Mail သတင်းစာဖော်ပြချက်အရအသက်29နှစ်အရွယ်ဟော်လန်ဟာစက်တမ19ရက်ကလန်ဒန်အနောက်မြောက်ဘက် ဝက်ဖို့မျိုးလေးမှာရက်ကွင်းတနေရာကနေပြုတ်ကြပြီးခေါင်းကိုခိုက်မိသွားပါတယ်။ Spider-Man 4ရက်ကိုမှုကို Scotland မှာရှိတဲ့ Glasgow မြို့မှာဩဂုတ်လအစောပိုင်းကစတင်ခဲ့တာဖြစ်ပြီးအခုဇက်ကားတဲ့ရက်ကိုရတဲ့ခန်းစားချက်ကအရင်နဲ့မတူဘူးလို့ Social Media မှာဟော်လန်ကအခုလိုထိခိုက်မှုမဖြစ်ခင်ဖွင့်ဟထားပါသေးတယ်။ Spider-Man ဝစ်စုံတစ်ကိုဒီဇိုင်းဖန်တီးရမှာ၎င်းကိုယ်တိုင်လည်းပါခဲ့တယ်လို့ဆိုပါတယ်။ ဟော်လန်ဟာရုပ်ရှင်ရဲ့ကိုရရာကိုအင်မတန်ကြိုက်ပေမဲ့ဟောလိဝုဒ်အနုပညာလောကကိုမကြိုက်ဘဲဟောလိဝုဒ်ကကြောင်းစီယာကောင်းနေလို့ဖွင့်ရထားသူဖြစ်ပါတယ်။သူဟာအသက်ကိုနှစ်အရွယ်မှာစတင်ပြီးတရုတ်ဆောင်လောကကိုခြေချခဲ့တာဖြစ်ပါတယ်။17အဖွဲ့ရဲ့ရှိုးဝဲမှာမီးရှုမီးပန်းမတော်တဆမှုဖြစ်လို့ပြိတ္တနှအူထရာရတော့ပါတယ်။ ောက်ျားလေး K-pop အဆိုတော်အဖွဲ့17ရဲ့ဖျော်ဖြေပွဲတစ်ခုမှာမီရှူမီဝဲမတော်တဆမှုအထဖြစ်ရာကနေလူအုပ်ထဲမှာရှိတဲ့ပရိသတ်နှအိုထရရခဲ့ပါတယ်။စက်တမ23ရက်ကအင်ချုံမြို့မှာကျင်းပတဲ့ဖျော်ဖြေပွဲမှာဖြစ်သွားခဲ့တာပါ။ပွဲမှာ Ice on you တခြင်းကို17အဖွဲ့ကဖျော်ဖြေနေချိန်မီရှူမီဝဲကိုအပေါ်ကိုထောင်ပြီးပြစ်ဖောက်ဖို့ရည်ရွယ်ထားပြီးမှလူအုပ်ရှိရာဘက်ကိုဖောက်မိသွားတာဖြစ်ပါတယ်။နောက်တနေ့မှာ17ရဲ့စီမံရေးအေဂျင်စီ ပလတ်ဒစ်အန်တာထိန်မန့်ကဒီသတင်းကိုအတည်ပြုပေးခဲ့ပြီးနေရမှာပဲထရရသူနှုတ်ကိုစေကုသပေးခဲ့ကြောင်းထင်မှတ်မထားတဲ့အခြေအနေကြောင့်အထိတ်တလန့်ဖြစ်ခဲ့အဆင်မပြေဖြစ်ခဲ့ရမှုတွေအတွက်ပြည်သက်အလုံးကိုတောင်းပန်ကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်။အင်ချုံးပွဲက17ရက်ကမ္ဘာလှည့်ဖျော်ဖြေရေးအစပွဲဖြစ်ပြီးစက်တဘာ28ရက်နဲ့28ရက်တို့မှာဟောင်ကောင်မှာဖျော်ဖြေသွားမှာဖြစ်ပါတယ်။တမ်ပတ်နယ်လန်တွေမှာ မင်းသမီးဂျွန်ဂျီဟွန်ကိုတရုတ်ပြည်သက်တွေဝေဖန်နေကြပါတယ်2022ခုနှစ်မှာနောက်ဆုံးဇလန်တွဲထွက်ပြီးတဲ့နောက်တရုတ်ဆောင်နေပယ်မှာ၄နှစ်ကြာပျောက်သွားတဲ့တောင်ကိုရီးယားထိပ်တန်းတရုတ်ဆောင်ဂျွန်ဂျီဟွန်းရဲ့တကြောပြန်အမှုပညာချင်းလန်းကအဖို့ထက်နဲ့စတင်ခဲ့ရပါတယ်။ထပ်ပတ်ဇလန်တွဲတဲ့မှာဂျွန်ဂျီဟွန်းရဲ့အပြောအဆိုတွေကငြင်းပွားစရာဖြစ်နေပြီး သူ့ကိုအခုတရုတ်ပြည်သက်တွေကဝေဖန်နေကြပါတယ်။ Tempest ကို Disney Plus ကထုတ်လွှင့်ပြသလျက်ရှိပြီးတရုတ်ပြည်သက်တွေကအသက်43နှစ်အရွယ်ဂျင်ဟွန်ကိုတရုတ်စံကျင်ရေးသမားလို့ယူဆလာကြပါတယ်။အပိုင်းရေလေးမှာဂျင်ဟွန်ကတရုတ်ကဘာလို့စစ်ကိုပိုလိုလားနေမှာလဲ။အဲ့လိုသားဆိုနျူကလ িয়ার ဘုံတွေနဲ့စက်မှာကြောက်ကုန်မှာပေါ့လို့ပြောတဲ့ဇဝင်ကန်းပါပါတယ်။ဒီတန်ရလုံးနဲ့ပတ်သက်ပြီး online မှာတရုတ်နိုင်ငံသားတွေကနိုင်ငံရေးအရာအသေးဖြတ်မှုလှုပ်ကြံပြောမှုလို့ခေါ်ဝေါ်နေကြပါတယ်။မှတ်ချက်ရေးသူတို့က တကယ်လို့တရုတ်ကဆက်ဖြစ်ချင်နေဆိုရင်တောင်ကိုရီးယားကနိုင်ငံအဖြစ်ရှိနေမှာတော့မဟုတ်တော့ဘူးလို့ပောက်ကွဲရေးသားခဲ့ပါတယ်။တချို့ကလည်းဂျင်ဟွန်းရဲ့တကြောပြန်ဇလန်းရွေးချယ်မှုကပိုပြီးပါနဲ့တင့်တယ်လို့ထောက်ပြကြပြီးဖွိုင်းကော့လုပ်ဖို့အားမပေးဖို့စော်ဩနေကြပါတယ်။တရုတ်မှာပြီးခဲ့တဲ့အနှစ်20အတွင်း၎င်းတည်ဆောက်ခဲ့တဲ့ကောင်းမွန်တဲ့ဆက်ဆံရေးပြည့်စည်သွားပြီလို့လည်းဝေဖန်သူရှိပါတယ်။ တရုတ်ပြည်သက်တွေကဂျွန်ဂျီဟွန်းရဲ့တရားလော့တခုရဲကြောင့်ဒေါသဖြစ်နေကြတာမဟုတ်ပါဘူး။တရုတ်နိုင်ငံမှာရှိတဲ့တပ်နေမျိုးကိုမကောင်းတဲ့ဘက်ကပုံဖော်ထားတာကလည်းဒေါသထွက်စရာဖြစ်နေပါဗျ။တန်တမန်ဟောင်းမွန်ဂျူနဲ့နိုင်ငံတကာအထူးသက်ရှိဆန်ဟိုတို့အကြောင်းကြည့်ရှုရမှာဖြစ်ပြီးဇလန်အချင်းကိုပြောရပါကကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးကိုထိခိုက်လာစေနိုင်တဲ့အကြီးစားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးသူတို့နှုတ်ကအမှတ်တရကိုဖော်ထုတ်ကြသူတွေဖြစ်ပါတယ်။ ဥရောပမှာတကူတော့ရှိုးဝဲလုပ်ခဲ့တဲ့တောင်ကိုရီးယားအစိုးရကဘာလုပ်လဲနမေကျော် K-pop အစိုးရ J-Dragon ကကမ္ဘာလှည့်ဖျော်ဖြေမှုအတွင်းနောက်ထပ်စံချိန်တစ်ခုကိုတင်လိုက်ပြန်ပါပြီ။ Paris ရွေးပွဲအတွက်လက်မှတ်အဆောင်ရည်အလုံးကုန်သွားခဲ့တာပါစက်တမ20ရက်မှာ J-Dragon က Paris ဖြိုပြပွဲအတွက်လက်မှတ်4500စလုံးရောင်းခဲ့ရပြီးဥရောပမှာတောင်ကိုရီးယားအစိုးရတအုပ်ရဲ့အကြီးဆုံးတကူတော်ဖြိုပြပွဲကြီးဖြစ်ခဲ့ပါတယ်ပွဲချင်းပါရာ Lars Stefans အားကစားယုံကလည်းဥရောပမှာအကြီးဆုံးမိုးလုံလီလုံအားကစားယုံဖြစ်ပါတယ် J-Dragon ရဲ့အောင်မြင်မှုကိုဆိုရှယ်မီဒီယာပေါ်မှာရှိတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကသက်သေပြနေပါတယ် ဖက်ရှင်ရမဆရာကြသူပြီးပြီးပြည်သက်အလံအယောင်တွေကိုကိုစားပြုတဲ့ဝစ်စုံတွေကိုလည်း G-Dragon ကဝစ်စင်ခဲ့ပါတယ်။အင်ချုံးမှာဇွန်28ရက်ကပြုလုပ်တဲ့ PSY ရဲ့ Summer Soft 2025 Show ဝင်မှာဧည့်သည်ဆိုတော့အဖြစ် G-Dragon လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာအနုပညာရှင်တွေရဲ့အကြောင်းတွေသူတို့လက်တလောဖာရီကြုံတွေ့နေရသလဲဆိုတာတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရှင်းလာမယ့်အစီအစဉ်မှာလည်းဘလို့အကြောင်းအရာတွေကစိတ်ဝင်စားစရာဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီအစီအစဉ်ကိုဒီမှာပဲရန်နာလိုက်ပါရစေ။